အဒီအိမ်လေးရာဆိုရင်ကျွန်တော်ဒါဒီလိုပေ85ပဲနောက်ကိုပေ60ကျယ်ဝန်းတယ်ကျွန်တော်ဒါဂရမ်မြေအမျိုးသားပေါ်မှာတီဆောက်ထားတဲ့ RC နှစ်ထပ်တိုက်လေးတလုံးဖြစ်ပါတယ်ခင်ဗျာအိမ်ရဲ့အကျယ်ဝန်းကကျွန်တော်တို့ဒါ square feet 2400ကျော်ဒါအကျယ်ဝန်းနဲ့တီဆောက်ထားတဲ့အိမ်လေးတလုံးဖြစ်ပါတယ်ခင်ဗျာဒီအိမ်ရှိမှာဆိုလဲဒါကျွန်တော်တို့ဒါ car parking area အကျယ်ကြီးတွေခြံပြီးတော့ဒါတီဆောက်ထားတဲ့အိမ်လေးဖြစ်တယ်ဒီမှာဆိုလဲဒါကားကိုယ်တော်ပေါ့နော်ကားကိုယ်တော်ကလည်းကားနှစ်စီးလောက်ရက်လို့ရတဲ့အနေထားလေးမှာရှိတယ် ဒါအိမ်ရဟိုဘက်မှာဆိုရင်လည်းကျွန်တော်ဒါ landscaping လေးတွေလှလှပပါဒါဖန်တီးပုံဖော်ထားတယ်ကျွန်တော်ဒါအိမ်လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒါအိမ်လေးကိုဝင်လိုက်တာနဲ့ပထမဆုံးဘယ်ဘက်မှာကျွန်တော်ဒါ level room အခန်းကျယ်ကိုတွေ့ရမယ်ဒါ city gun နေနဲ့လုံးဝဟို furniture အပြည့်စုံဒါထည့်သွင်းပေးထားတယ် level room အခန်းကျယ်လေးဖြစ်တဲ့ TV တွေရစပြီးတော့ကျွန်တော်ဒါ furniture အပြည့်စုံထည့်ထားတယ် lighting ကလည်းအရန်ဝင်တယ်မီးဆိုင်လေးတွေနဲ့ဒါလှလှပပါလေးဖွဲ့စည်းထားတယ်ကျွန်တော်ဒါစိတ်ကူးอ่ะ တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။ indoor plan လေးတွေရောထည့်ထားတယ်။ living room မှာပဲကျွန်တော်တို့ဒါ air con တွေလည်းပါမယ်။ကျွန်တော်ဒါ TV တွေ furniture အပြည့်အစုံနဲ့ကျွန်တော်တို့ဒါထည့်သွင်းထားတဲ့ living room အခန်းကျယ်လေးဖြစ်ပါတယ်ခင်ဗျာ။ဒီအိမ်လေးရာဆိုရင်ကျွန်တော်တို့ဒါ ceiling height level ကလည်းကျွန်တော်တို့ဒါ setup bay ဝင်းကျင်တော့ကျွန်တော်တို့မြင့်မဲ့ ceiling height level ဖြစ်တယ်။နောက်ထပ်ဒီအိမ်လေးရဲ့အောက်ထပ်မှာဆိုရင်ကျွန်တော်တို့ဒါ single bedroom တစ်ခန်းရှိမယ်။ဒိုင်းနီယာကစ်ချန်ရောရှိမယ်ဘုံရီချိုးကားအိမ်နာရှိမယ်ကျွန်တော်တခန်းချင်းလိုက်ပြပြီ အဲဒါဆိုရင်ကျွန်တော်တို့ဒါ single bedroom ဖြစ်တယ် single bedroom နဲ့မှာဟိုကကျွန်တော်တို့ဒါကျွန်တော်တို့အိယာဒါကရင်နှလုံးထည့်ထားတယ်ဒါ furniture အပြည့်စုံဖြစ်တယ်ကျွန်တော်တို့ဒါမှုရနှစ်ခုကျွန်တော်တို့ဒါကရင်နှလုံးထည့်သွင်းပေးထားတယ်နောက်ထပ် cabinet view တွေကျွန်တော်တို့ဒါ light ကတွေအကုန်တက်ဆင်ပြီးသားဖြစ်ပါတယ်ခင်ဗျာ အခန်းတိုင်းအခန်းတိုင်းရတော့ကျွန်တော်တို့ဒါအဲကွန်းတွေအကုန်တက်ပြီးသားဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်စင်ကာပူတော့ထွက်လိုက်တာနဲ့ဒါဆိုဘုံကြီးချိုးခန်းအိမ်နာဖြစ်ပါတယ်ဒီဘုံကြီးချိုးခန်းအိမ်နာကလည်းတော်လေးကျယ်တဲ့အနေထားလေးရှိတယ်အလင်းရောင်လည်းဝင်တယ်နောက်ထပ်ကျွန်တော်ဒိုင်းနီယံကစ်ချင်ရုံးပြမယ်ဒါဒိုင်းနီယံကစ်ချင်ရုံးဒိုင်းနီယံကစ်ချင်ရုံးကလည်းတော်တော်လေးကိုကျယ်တယ်ဒီမှာကက်ဖီနက်တွေဒါအကုန်လုံးထည့်ထားတယ်ဂတ်စ်မီဘိုတွေဒါအိုက်ဇော့ဖန်တွေရောအကုန်လုံးထည့်ထားတယ်ဒီဘက်မှာဒါဖေးစင်းတွေ ဒါတရားတော့ဒါကျွန်တော်တို့ဒါရေခဲတိတာထည့်ထားတယ် like ကတွေလည်းတက်ထားတယ်ဒီမှာ echo နေရောနောက်ထပ်ဒါ dynamic ဆိုလဲကျွန်တော်ဒါ table တွေပကံတွေရစပြီးတော့ထည့်သွင်းပေးထားတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ဒီအောက်ထပ်မှာပဲဒါ dynamic kitchen room နဲ့တွဲရက်ကျွန်တော်ဒါ main room လေးတစ်ခန်းရှိမယ် main room လေးကိုကျွန်တော် like ပြားမယ်အဲဒါ main room လေး main room မှာပဲကျွန်တော်ရေချုံခန့်အိမ်သာထည့်ထားသေးတယ်နောက်ထပ်ကျွန်တော် ဒီအိမ်ကြီးရဲ့အပေါ်ရက်ကိုကျွန်တော်မိတ်ဆွေတွေကိုခေါ်သွားပါမယ်။ဒီအိမ်လေးရဆိုရင်ကျွန်တော်ဒါလေကားလည်းတော်တော်လေးတက်လို့ကောင်းတယ်။လေကဆောင်ကလည်းကျွန်တော်တော်တော်လေးကျယ်တယ်။ဒါလေကဆန်နေဆိုရင်ကျွန်တော်ဒါလေးပေခွဲလောက်ကျယ်ဝန်းမယ်။ဒါလေကားအကျယ်ဝန်းဖြစ်တယ်။ဒါမီးလေးတွေရောဒီမှာအင်ဒိုပလန်လေးတွေနဲ့လုံးဝကိုဒါလှပတဲ့ကျွန်တော်ဒါ archi design structure လို့ပြောလို့ရတဲ့အနေအထားလေးရှိတယ်ဒီဒီမှာကြည့်လေကဆောင်မှာလည်းဒါမီဆိုင်လေးတွေနဲ့ တော်တော်ကိုလာတဲ့အနေအထားမှာရှိတယ်။ဒါဒီအိမ်လေးရဲ့ကျွန်တော်အပေါ်ရက်ကိုရောက်ရှိတဲ့အချိန်မှာပဲပထမဆုံးတွေ့ရှိရတာကကျွန်တော်ဒါဖျားကန်းနဲ့ living room ဒါတွဲပြီးဖန်တီးပုံဖော်ထားတဲ့အခန်းလေးဖြစ်တယ်။ဒါဒီဘက်ဆိုဒါဖျားကန်းဖြစ်တယ်။ဒါဒီမှာလဲဒါ living room ပေါ့နော်။တော်တော်လေးလာတယ်နောက်ထပ်ကျွန်တော်ဒါဒီဘက်ကိုထွက်လိုက်တာ ਨੇ ဒါဝရဏာပေါ့နော် ဒါဝရဏာလေးပါပါတယ်ဝရဏာလေးတော်တော်လေးကျယ်တယ်ဒါကျွန်တော်ဒီဘက်မှာလည်းကျွန်တော်ဒါ mountain view လေးတွေကိုလည်းမြင်ရမယ်ကျွန်တော်ဒါဝရဏာဖြစ်ပါတယ်ခင်ဗျဒီဘက်မှာလည်းကျွန်တော်ဒါ cabinet လေးနေနေမယ်အလားလေးကြည်ကားချက်လေးနေတော်တော်လေးမိုက်တယ်နောက်ထပ်ကျွန်တော်ဒါအပေါ်ရက်မှာပဲကျွန်တော်အိတ်ခန်းနေရှိမယ်ကျွန်တော်ဒါပထမတခန်းကျွန်တော်ဝင်ပြမယ်ဒါတော့ကျွန်တော်ဒါ master bedroom ဖြစ်တယ်မဆာဖရုံကလည်းတော်တော်လေးကျယ်တယ်ကျွန်တော်တိုက်ကြည့်မယ် လိုက်တင်ရလဲအရန်ဝင်နေကျွန်တော်ဒါမှန်ပြတင်းတွေကိုအသုံးပြုထားတယ်ကက်ဘိနက်တွေရောဒါဗီဒီယိုတွေအကုန်ထည့်ပြီးသားဖြစ်တယ်ဒီမှာမှုရတွေရောကရင်တွေရောဒါဒီမှာရေချိုးကရေချိုးကလည်းတော်လေးကျင်တယ်အဲဒီလိုကကျွန်တော်တို့ဒါ9ပေ6 6ပေလောက်ကျင်မယ်ဒီလိုအရှည်ကတော့ကျွန်တော်ဒါ10ပေလောက်ကျင်မယ်ရေချိုးကတော်လေးကျင်တယ်ဒီမှာဖေးစင်းတွေကျွန်တော်ဒါပိုရိုင်းတွေရှောင်းဝါတွေတော်တော်လေးကောင်းတယ်နောက်ထပ်ကျွန်တော်အိမ်ခန်းပြောင်းဒီမှာ ဒါကျွန်တော်ဒီမဆာဘရုံကတော်တော်လေးကျဲတဲ့အနေအထားမှာရှိရဒီမဲ့ဒီမှာလဲကက်ဖိနက်ဗီရိုတွေရှိမယ်ဒီမဲ့တော်တော်ကိုကျဲတယ်ဒါတရားဒီအိမ်ရဲ့ကျွန်တော်ဒါမိန်မာစတာဖာတုံးပေါ့နော်မိန်မာစတာဖာတုံးဖြစ်တယ်ဒီမှာကက်ဖိနက်တွေရောဒါမှန်နေရောအကုန်လုံးကျွန်တော်ဒါထည့်သွင်းပြုလုပ်ပေးထားတယ်ဒီဘက်မှာလဲကျွန်တော်ဒါထိုင်ကုန်လေးတွေရောဒါစာချီမီလေးတွေနဲ့လိုက်ကာလေးတွေနဲ့တုံးထားတဲ့ကာလာတုံးလေးတွေကစပြီးတော့တော်တော်လေး ာလိုက်လောညီထွေမှုရှိအောင်အသုံးပြုထားတယ်တော်တော်လေးဒါအကြိုက်တွေ့မှာဖြစ်တဲ့မာစာဖရွန်ခန်းလေးဖြစ်တယ်ဒီမဲ့ရေချိုးခန်းအိမ်လာလဲတော်လေးကျယ်တယ်ဒါစောစောကခန်းလိုပဲဒီကောက်6ပေ7ပေလောက်ကျယ်မယ်တော်တော်လေးမိုက်တယ်ဟုတ်ကဲ့ကျွန်တော်ခုမိတ်ဆက်ပေးတဲ့အိမ်လေးဟာဆိုရင်ကျွန်တော်တို့ဒါမန္တလေးမြို့ရဲ့ Hey Site မန္တလေး Villa Resort ထဲမှာလဲတည်ရှိသလိုဒါဂရမ်းမြေမျိုးစားဖြစ်တဲ့ကျွန်တော်တို့ပေ85ပေပေ60ကျယ်ဝန်းတဲ့ ကျွန်တော်ဒါဂရမ်းမြင့်အမျိုးအစားပေါ်မှာတိဆောက်ထားတဲ့ RC နှစ်ထပ်တိုက်လေးတလုံးလေးဖြစ်ပါတယ်ခင်ဗျာဒီအိမ်လေးကိုကျွန်တော်တို့ရောင်းချပေးမဲ့ဈေးကလည်းသိန်း15000ကိုကျွန်တော်ဒါဒေါင်းပေးမှ30ရာခိုင်နှုန်းပေးသွင်းပြီးကျန်ငွေကို24လအရေးကျစနစ်နဲ့ကျွန်တော်တို့ရောင်းချပေးမှာဖြစ်တဲ့အတွက်ယခုလိုမျိုးကျွန်တော်တို့ဒါ Hayside Mandalay Villa Resort ရဲ့အိမ်လေးတွေကိုကျွန်တော်မိတ်ဆွေတွေစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39 986 986လေးရှိကိုအမြန်ဆုံးဆက်သွယ်ပေးဖို့ ဖိတ်ခေါ်ပါရခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ